နုပညာတက်တန်းကိုရင်ဖွဲ့ပြေးလာမှာပါလို့ပြောလာခဲ့တဲ့အေဂျင့်မောင်ပရိသတ်ကြီးမင်းသားချော်လင်းအေဂျင့်မောင်ကတော့ပူပူနွေနွေမီယုတ်ရှင်စကားကြီးနဲ့အကောင်းဆုံးမြို့သားဆက်ဆောင်စုကိုရရှိခဲ့သူဖြစ်ပါတယ်။ မိသားရဲ့အိုက်ဒီနီဟာမိမိုက်ခဲ့ပြီးတော့ပြည်လိန်စရုပ်ကိုပို့ပြီးတော့လိုက်ဖက်တယ်လို့ထင်ကြပေးခဲ့ကြတာပါအချက်လန်းဆက်လန်းတွေမှာလေပြိုတိုင်းကြိုက်တဲ့နှီးစီကိုင်းလေးဖြစ်လာခဲ့ပါပြီအဖက်ဘက်ကတော်ရီဒီမိသားလေးဟာအနုပညာမနာမရှိပေပရိသတ်တွေကို နေထွေးစွာဆက်ဆံတတ်တဲ့ရွှေရင်အေးတိုက်လေးဖြစ်ပါပြီအေဂျင်မာကိုအကယ်ဒမီရှာပြီးမှမာနာကြီးသွားတယ်ပြောင်းလဲသွားတယ်လို့ဆိုပါပြီဒါဟုတ်တော့လေသူ့ရဲ့စိတ်ထဲမှာအဲ့လိုတွေမရှိပါဘူးအရင်တိုင်းမှာပဲမာနာလည်းမကြီးတတ်ပါဘူးလို့ပြောခဲ့တာဖြစ်ပါပြီ အေဂျမောင်ကိုပရိသတ်တရားချစ်စနိုးနဲ့မောင်လို့ခေါ်ကြပြီးသူကလည်းပရိသတ်တွေလွယ်လွယ်မမိစေမဲ့နာမည်ဆိုအဆင်ပြေတယ်လို့ခေါ်ကြပါလို့ပြောပါရီ။သူဟာဝါဒနာပါရီအနုပညာလုံးနဲ့သူ့ရဲ့မိဘတွေကိုတင်တောင်းတက်တယ်လေးထားခြင်းနဲ့သူ့ရဲ့အနုပညာတက်တန်းမကုန်ခင်မှာအနုပညာတက်တန်းဆိုတာကလည်းအချင်းတစ်ခုရှောင်ရင်ကုန်ကြတာပဲ။နေရာတစ်ခုရှောင်ရင်ဖယ်ပေးရမှာပါလို့ပြောပါရီ။သူရဲ့မိသားနေရာကလည်းအချိန်ကြရင်ဖေးပေးရမှာပါအဲ့လိုဖေးပေးရလို့လေအေးချက်မောင်ကအစွဲလမ်းမထားပဲအေးစစ်စစ်နဲ့ဖေးပေးမှာပါလို့ပြောခဲ့တာဖြစ်ပါတယ် သူရဲ့အမှုပညာအတွင်းလုံနေတော့အချိန်မှာလုံကြည့်ခြင်းနဲ့အမှုပညာတွေဖန်နေခြင်းနဲ့သူမလုံနိုင်တော့တဲ့အချိန်ကြမှာစိုးသိမ်းကြုံပြီးတော့မလုံခြင်းဘူးအင်အားကလည်းမတူတော့ဘူးလို့ပြောပါရီအေဂျင်မောင်ကတော့မာနမရှိသူတယောက်ပဲပဲသူကတော့မင်းသားဆိုတာတောင်မှတခါတလေမိနေတတယ်အပြင်းဒီပါရီသွားခြင်းတလို့ဝှစ်ခြင်းတလို့ဝှစ်ပြီးတော့သွားလိုက်တာပါမာနာကြီးတခွဲသားနဲ့ဆက်ဆံတာမျိုးတော့မရှိပါဘူးအလုံးကတည်ပါရီ ပေါင်းသင်းတွေကဆိုပြီးတော့ပို့သေးတယ်။သူကအနေအထားမာနာကြီးတွေထင်သွားကြတာပါလို့ပြောပြခဲ့တာဖြစ်ပါတယ်။အေချမောင်ကသူ့ဘဝမှာသူကိုယ်တိုင်ပဲပြိုင်ပါတယ်။ဘယ်သူကမှပြိုင်ပတ်မထားပါဘူး။သူသာလျှင်သူ့ရဲ့ပြိုင်ပွဲပဲဖြစ်ပါတယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ မာနာကြီးတယ်မကြီးဘူးဆိုတာလေအင်တာဗျူးတိုင်းမှာတသက်ကိုရှင်းနေရတာပါဒီတိုင်းတလူကြီးမာနာတော့မကြီးပါဘူးမာနာကြီးရင်ဆိုတဲ့စကားလုံးကိုပြောတဲ့သူတွေကိုဗာလေးလို့မေးချင်နေမာနာလည်းမကြီးဘူးလူဆိုတာအိယာထားလိုက်လို့အမှန်ရှိမှအဝတ်ချွတ်ပြီးကိုယ့်ကိုယ်ကြည့်လိုက်ဘာမှမဟုတ်ဘူးလူတွေအကုန်လုံးကတူတူပဲဒီချိုးစင်တဲ့ဓာရီပဲရှိတာတရားသဘောနဲ့ပြောပြတာတကယ်လည်းဟုတ်နေတာပဲလို့ပြောပြခဲ့ပါရီအချို့တွေဆိုရင်သူ့ကိုစီပီမာလာဆဲကြတယ်ပြီးတော့ဘလော့သွားတယ်ဆဲပြီးဘလော့သွားတာဗလိုင်းကြီးဆိုတော့သူ့ကိုယ်သူအန်အောင်မိတယ်လို့ပြောပြခဲ့တာ ဖြစ်ပါတယ်။အေဂျင့်မောင်ဟာသူ့အယုံနဲ့သူသူ့ရဲ့လူတွေအတွက်အအောင်ဆက်ရတယ်တခါတလေပြန်မပြောမိတာပဲရှိတာကွန်မန့်တွေလည်းတိတ်မပြန်ဖြစ်တော့မာနာကြီးတယ်ထင်သွားကြတာပါလို့ပြောခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ပုံစံကအနေအေးတဲ့ဘက်သွားတယ်အလုပ်ကိစ္စနဲ့မိသားစုကြောင့်ပဲတွေးနေတော့စကားလည်းနေတယ်ဒါရေကြည့်ပြီးတော့အေဂျင့်မောင်ကိုတော့မာနာကြီးတယ်မထင်လိုက်ပါနဲ့လို့ပြောပြလာခဲ့တာဖြစ်ပါတယ်။ ဒီတော့ပြည်သက်ကြီးမင်းသားချော်လီအေးချမ်းမောင်ရဲ့အနုပညာသက်တမ်းကိုရင်ဖဲပေးမှာပါလို့ပြောလာတဲ့ပေါ်မှတ်ချက်လေးတွေကိုပြီးခဲ့ပေးပါအောင်ရှင်အာဘိနာဆင်ခဲ့ကြတဲ့ပြည်သက်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်လီဒီနုပညာရှင်ရဲ့ဒိတ်နဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တောင်းမိကြပါနဲ့အောင်ရှင်အာဘိနာဆင်ခဲ့ကြတဲ့ပြည်သက်တယောက်ချစ်စီတိုင်းကိုစိနေလုံးရှင်လဲချက်မိပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့စူတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေရှင်